မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဆရာတော်ရဝင်းနယ်အင်းမရေးသားတော်မူသော စုတောင်းနေပြည့်ဖို့အပိုင်းဆက်လေးကိုဆက်လက်မျှဝေပါမယ်ရှင်။ဝိကိုဝင်းနဲ့ဖြေတခါတုန်းကအရှင်သမိတိကௌဒ္ဒဆိုတဲ့မထေရပါရှိခဲ့ဘူးပါတယ်။ဒါပေမဲ့မထေကကျမ်းမာရေးမကောင်းပါဘူး။အရှင်သမိတိကௌဒ္ဒရဲ့ယောဂါကရိုးရိုးယောဂါမဟုတ်ဘဲအနုယောဂါဖြစ်နေတာပါ။ ဂျောဂါကတဖြည်းဖြည်းရှင်းလာပြီးအသားတချို့တောင်အောက်ကိုပဲကျလာပါတယ်။ကူးဆက်တတ်တဲ့ယောဂါဖြစ်နေလို့ကြံတဲ့ယဟန်တွေကယောဂါမကူးဆက်အောင်ခက်လန်းလန်းစီရက်တစ်ခုမှသွားနေရပါတယ်။အခုလိုအနုယောဂဖြစ်ရတာမျိုးရိုးကြောင့်မဟုတ်ပဲအတိတ်အကုသိုလ်ဝေကျွေးနှစ်ခုကြောင့်ဖြစ်ရတာပါဘဝတစ်ခုမှာစွမ်းခံကြလာတဲ့ပစ္စေကဗုဒ္ဓရှင်မြတ်တစ်ပါးကိုကြည့်ပြီး ဒီကရုံးဟာအနူယောဂတဲ့ဖြစ်ပုံရတယ်။ဒါကြောင့်တကောလုံးဝိတ္တိဖုံးထားတာလို့ကဲ့ရဲ့ပုတ်ခတ်ပြောဆိုလိုက်ပါတယ်။အဲ့ဒီဝစီကံအာကုသို့ကြောင့်ပဲတေလွန်တဲ့အခါ ငရဲကိုကြားရပါတယ်။ငရဲကပြန်လွတ်လာတော့ကံအားလျော်စွာ လူဘဝကို ပြန်ရောက်ပါတယ်။လူဘဝပြန်ရောက်လာတော့ပရပိုက်တွေစီမံပရပိုက်ယဟန်ပြူပါတယ် တနေ့တော့အဲ့ဒီပရပိုက်ဟာ အချင်းသီလာနဲ့ပြေဆုံးနေတဲ့ကတ္တဝဖျားရှင်ရဲ့ဥပဒကတယောက်ကိုမင်းကအနူပဲလို့ထတ်ဆဲပြန်ပါတယ်။ဒါတွေမကပါဘူးလူတွေရေချိုးစိတ်မှထားတဲ့ဆက်ပြာမှု ရေချိုးကတဲ့မှုတွေကိုလည်းဖျက်ဆီးခဲ့ပြန်ပါတယ်။အဲ့ဒီအကုသိုလ်ကံကြောင့်ပဲပရပိုက်ဟာငရဲကို နောက်တစ်ခါကြာရောက်ရပြန်ပါတယ်။ ငရဲကလွတ်လာတဲ့အခါမှာတော့တာဝိထိပြီးပုံနာတယောက်ရဲ့သားဖြစ်လာပြီးသမိတိဂௌဒရဲ့လိုအမိတွင်ခဲ့ပါတယ်သမိတိဂௌဒသရောသားအရွယ်ရောက်လာတော့မြတ်စွာဘုရားတရားနာကြပြီးယဟန်ပြုလိုက်ပါတယ်အရှင်သမိတိဂௌဒဟာယဟန်ဘုရားမှာတီလာနဲ့ကိုကိုကို ဖြူစင်တန်ရှင်းအောင်နေပါတယ် ဒါပေမဲ့လည်းအတိတ်ဘဝတွေက ဝစီအကုသိုလ်ကံတွေကြောင့်ခန္ဓာကိုယ်မှာနူနာယောဂါဆွဲကပ်လာရပြန်ပါတယ်။တနေ့မှာတော့အရှင်သာရိပုတ္တရာမထေရမြတ်ကလူနာမေးဖို့ကျောင်းစဉ်လှည့်လာတဲ့အခါမှာနူနာယောဂဝေနာခံစားနေရတဲ့အရှင်သမိတိဂௌဒ်ကိုတွေ့သွားပါတယ်။ဒီတော့အရှင်သာရိပုတ္တရာကအရှင်သမိတိဂௌဒ်ကို ငါရှင် ခန္ဓာရှိနေသည်မြခန္ဓာနှင့်ဆက်တဲ့ဒုက္ခဝေဒနာကတော့ရှိနေမှာပဲခန္ဓာလုံးဝမရှိမှသာဒုက္ခလည်းချုပ်ငိမ့်သွားလိမ့်မယ်ဒါကြောင့်ဖြစ်ပေါ်နေတဲ့ဒုက္ခဝေဒနာကိုဝိပဿနာရှုပါလို့မိမဟောကြားပါတယ် အရှင်သမိတိကောက်တာလေအရှင်သာရိပုတ္တရာဟောကြားတဲ့အတိုင်း ဖြစ်ပေါ်နေတဲ့ဒုက္ခဝေဒနာကိုပဲဝိပဿနာရှုမှတ်ပွားများအားထုတ်လိုက်ရာအဘိညာဉ်၆ပါးနဲ့တကွအရတ္တဖို့ကိုရသွားပါတော့တယ်။အရှင်သမိတိဂௌဓထေရဝိတုထေရအထကထာပထမတွင် စာမျက်နှာနှစ်နှစ်တင့်အကုသိုလ်ဝိကျွေးတွေကတော့အမျိုးမျိုးပါပဲ။ဒီဘဝပြုခဲ့တဲ့အကုသိုလ်ဝိကျွေးတွေမကပါဘူး။ကိုမသိနိုင်တဲ့တန်တရာအဆက်ဆက်ကအကုသိုလ်ဝိကျွေးတွေရောပါ ဖြစ်ပြီးဆိုရင်တော့လေဘာမှမတတ်နိုင်တော့ပါဘူးအကုသိုလ်ဖြည့်စေးကိုပဲရှာရတော့မှာပါ ရှေးဆရာတော်ဘုရားကြီးတွေဩဝါဒပေးလေးရှိပါတယ်ဝိကိုဝိနဲ့ဖြည့်တဲ့အတိပ္ပေကတော့အကုသိုလ်ဝိကြီးကိုကုသိုလ်ဝိနဲ့ဖြည့်လို့ဆိုလိုတာပါ အကုသိုလ်ဝိဆိုတဲ့နေရာမှာဒီဘုရားပြုခဲ့တဲ့အကုသိုလ်လည်းဖြစ်ခြင်းဖြစ်မယ် မသိနိုင်တော့တဲ့တန်တရားအဆက်ဆက်ကပြုခဲ့တဲ့အကုသို့လည်းဖြစ်ချင်းဖြစ်ပါမယ်အကုသို့ကိုတော့ဆရာတော်ရှင်စနကပြီးဝင်သားကဂရုကံနဲ့လဟုကံဆိုပြီးခွဲပြီးထားပါတယ်ဂရုကံဆိုတာအမေတတ်တဲ့ကံအဖတတ်တဲ့ကံစားတယ်ပြစာနန္ဒီယကံကြီးပါ အကျိုးမပေးရရင်မနေနိုင်လောက်ကြီးမားတဲ့ဂရုကံကြီးတွေကတော့လူတိုင်းမှာမရှိပါဘူးတဲ့ အခွင့်သာရင် အကျိုးပေးမယ်ဆိုတဲ့အကုသိုလ်ကံကတော့လူတိုင်းမှာရှိနေပါတယ်။ဆရာတော်ကမကြောက်ဖို့နဲ့ကုသိုလ်များများပြုပြဖို့တိုက်တွန်းထားပါတယ်။ကုသိုလ်ရဲ့နောက်မှာဝိဆိုတဲ့စကလုံးလေးပါနေတော့တခါတလေပြုတဲ့ကုသိုလ်မဟုတ်တော့ပါဘူး။နေ့စဉ်ဝေးတစ်ခုလိုထားတဲ့ကုသိုလ်ပါ။ကံအနေနဲ့ပြောရရင်တော့အာစိန်ကံကုသိုလ်ပါ ကုသိုလ်ဝိဆိုတဲ့နေရာမှာလဲတယောက်နဲ့တယောက်သဗ္ဗယသင်မုံချင်းတော့တူမှာမဟုတ်ပါဘူးတချို့ကဒါနပြုရတာဝါဒနာပါတယ်တချို့ကသီလစောက်တည်ရတာဝါဒနာပါတယ် တချို့ကသမထဝိပဿနာပွားရတာဝါဒနာပါတယ်တချို့ကပရာဟိတလောရတာဝါဒနာပါတယ်တချို့ကသစ်ပင်ဆိုင်ရတာဝါဒနာပါတယ်တချို့ကရွတ်တာဖတ်တာဝါဒနာပါတယ်ရွတ်တာဖတ်တာတောင်တယောက်နဲ့တယောက်အာသံပုံချင်းမတူပါဘူးတချို့ကမေတ္တာတုတ်တချို့ကပဋ္ဌံ တချို့ကဂုံတော်သံမုတ်တေဒီဝါတပတိအဌာနမေတံစသည်ဖြင့်ကိုတန်ရာကိုတန်ရာရှိနေမှာပဲအစမှာတော့လွယ်တာကစရမှာပါပဲပြီးမှတဖြည်းဖြည်းချင်းမြင့်သွားရမှာပေါ့အကုသိုလ်ဝိကုကုသိုလ်ဝိတဲ့ဖြေပုံတွေကိုမြတ်စွာဘုရားကဟိုနေရာဒီနေရာလေးတွေမှာဟောပြထားပါတယ် အဲ့ဒီထဲကမှ လောနကပန်လာတုတ်ကို အကိုအနေနဲ့ရေးပြရအောင်ပါလောနကပန်လာဆိုတာစားထည့်ထားတဲ့ခွက်စားခွက်လို့အဓိပ္ပာယ်ရပါတယ်အင်ဂုတ်တို့တိကနိပတ်မှာပါပါတယ်သုံးရဲ့လူရင်းအနှီးချုပ်လောက်ကိုသာပြောပြရအောင်ပါလူနှစ်ယောက်ရှိပါတယ်တယောက်နဲ့တယောက် ယူဆပုံချင်းမတူသလိုအကျိုးပေးပုံချင်းလည်းမတူပါဘူးပထမလူကဘလို့ယူဆတယ်လဲဆိုတော့ အာကုသိုလ်ကိုပြုတယ်အာကုသိုလ်ကိုပြုပြီးမိမိပြုလုပ်ခဲ့သမျှအာကုသိုလ်ကံကိုမိသည့်နီးနှင်းများရှောင်လွှဲလို့မရလုပ်ခဲ့သမျှအာကုသိုလ်ကံရဲ့အကျိုးကို အကုံအစင်ဧကံမုတ်ချခံစားရတော့မယ်လို့ပြောဆိုပါတယ်အဲ့ဒီပြောဆိုတဲ့သူဟာကုသိုလ်အာကုသိုလ်ကို ကုံစေနိုင်တဲ့မြတ်သောအရိယာမတ်ကိုကျင့်သုံးရမရောက်တော့သလို့ နီးမှန်လမ်းမှန်နဲ့ဝိဒုက္ခရဲ့အစုံကိုပြဖို့အခွင့်အလမ်းလည်းမရှိတော့ပါဘူးလေဒါကတယောက်ပါ နောက်ဒုတိယလူကြတော့အကုသိုလ်ကံကိုပြုတယ်အကုသိုလ်ပြုပြီးအကုသိုလ်ကံကို ပြုခဲ့တော့လေအကျိုးပေးချိန်ဖြစ်တော့မျက်မှောက်ဘဝဒုတိယဘဝတတိယဘဝစသောဆိုင်ရာဆိုင်ရာဘဝတို့၌အကုသိုလ်ကံအကျိုးပွေးခင်ရမှသာလျှင် အကျိုးခံစားရမယ် အကျိုးပေးခွင့်မရရင်အဲ့ဒီအကုသိုလ်ကံတွေအချီးနီးအဟောဒီကံ ဖြစ်သွားတော့ဒီတာလို့ယူဆပါတယ်အဲ့ဒီလိုယူဆပြီးကျင့်ရင်ကုသိုလ်အကုသိုလ်ကံကိုကုံစေနိုင်တဲ့မြတ်သောအရိယမတ်ကိုကျင့်သုံးရရောက်တယ်လို့နီးမှန်လမ်းမှန်တဲ့ဝိတုခရဲ့အဆုံးကိုပြုဖို့အခွင့်အလမ်းလဲရသွားပါတော့တယ်တဲ့ဒါကတယောက်ပါလူနှစ်ယောက်ယူဆပုံချင်းမတူကြပါဘူးအယူဆမတူတဲ့အတွက်အကျိုးပေးလဲကွယ် သွားပါတယ်။မြတ်စွာဘုရားကဆက်ဟောပြထားပါတယ်။ပထမတစ်ယောက်အကုသိုလ်ပြုတယ်။ပြုပြီးငရဲကြသွားရပါတယ်။ဒုတိယတစ်ယောက်ကအကုသိုလ်ပြုတယ်။ဒါပေမဲ့အကုသိုလ်ကံရဲ့အကျိုးကို အနည်းငယ်များတော့မှ မခံစားရဘူးတဲ့။ဒါတွေကတော့ဖျားဟောပါဠိတော်အတိုင်းမူရင်းရတာပြတ်သွားမှာဆိုလို့မြန်မာပြန်သဘောမျိုးပြောပြတာပါ လူရင်းပြောရရင်တော့လူနှစ်ယောက်အကုသိုလ်လုပ်တာချင်းအတူတူတယောက်ကအကုသိုလ်ရဲ့အပြစ်ကို ခံစားရတယ်တယောက်ကမခံစားရပါဘူးအကုသိုလ်လုပ်တာချင်းအတူတူဘာဖြစ်လို့ကွဲသွားရတာလဲဆိုတော့ယူဆပုံချင်းမတူလို့ပါပဲသော်ဖေဟာဟောပြထားတဲ့အဖြေကဒီလိုပါ ပထမလူတယောက်ကအကုသိုလ်ပြုတယ်အကုသိုလ်ပြုပြီးဘာဝိတကယဘာဝိတသီလဘာဝိတစိတ်တ ။ဘာဝိတပညာမရှိဘူး။အဲ့ဒီလူဟာ အပေငရေကြသွားရပါတယ်။ဒုရိယတယောက်ကြတော့အကုသို့ပြုပြီးဘာဝိတကာယ၊ဘာဝိတသီလ၊ဘာဝိတစိတ်ဓာတ်၊ဘာဝိတပညာရှိပါတယ်။အဲ့ဒီဒုရိယလူဟာ အကုသို့ရဲ့အကျိုးကိုအနှဲငယ်တောင်မခံစားရပါဘူးတဲ့။ပါဠိတွေရဲ့ရောက်ောက်လေးတွေကို ကောက်ပြလိုက်ရင် ရှင်းသွားပါလိမ့်မယ်။ ဘာဝိတကာယဆိုတာမျက်စိနားနာရှာကိုစိတ်ကိုအကုသို့မဖြစ်အောင်စောင့်ထိန်းတာပါဘာဝိဒသီလဆိုတာ၅ပါးသီလ၈ပါးသီလ၉ပါးသီလစသည်တွေပါ ဘာဝိဒစိတ်ဓာတ်ဆိုတာတမာတိဖြစ်စေတဲ့နှစ်သက်ရရာတမထဘာဝနာကို ပွားများတာပါ ဘာဝိဒပညာဆိုတာဝိပဿနာဘာဝနာကိုပွားများအားထုတ်တာပါမြန်မာလိုပြောရင်တော့မျက်စိနားနှာရှာကိုစိတ်ကိုအကုသို့မဖြစ်အောင်စောင့်ထိန်းနိုင်ရဲ့သီလတမာတိပညာသိခါသုံးပါးကို ဖြည့်ကျင်းနိုင်ရဲ့ပါ မျက်စိနားနာရှာကိုစိတ်ကိုအကုသို့မဖြစ်အောင်စောင့်ထိန်းတာလေဘဝအတွက်အရေးကြီးတာပါပဲ တချို့အကုသိုလ်တွေဟာ မြင်လို့ကြားလို့သိလို့ဖြစ်ရတာပါ မမြင်ရင်မကြားရင် မသိရင် မဖြစ်ပါဘူးဒါကြောင့်ကိုကိုကိုစိတ်မချရင်မမြင်အောင် မကြားအောင် မသိအောင် နေလိုက်ရင်လဲတောင်တန်ယုံအာကုသို့မဖြစ်တော့ပါဘူးဖြစ်လိုက်ရတဲ့အာကုသို့တချို့ကို သေချာစဉ်းစားကြည့်လိုက်ရင်မြင်လို့ကြားလို့သိလို့ဖြစ်ရတာပါမမြင်ခဲ့မကြားခဲ့မသိခဲ့ရင် ဖြစ်เสียအကြောင်းကို မရှိပါဘူးဒီသဘောလေးတွေကိုအာယုံပြုပြီးတတိထားပြီးကြိုရှောင်ထားရင်လဲအာကုသို့ကို ကာကွယ်ပြီးသားဖြစ်နေတတ်ပါတယ်လူနှစ်ယောက်အာကုသို့လောက်တာချင်းအတူတူ တယောက်ကအပြစ်ခံစားရပြီးတယောက်ကအပြစ်မခံစားရပုံ အကြောင်းလေးတွေပါဒါကိုမြတ်စွာဘုရားက ဥပမာလေးတွေနဲ့ဆက်ဟောပြထားပါတယ်စားခွက်ထဲက စားတစုပ်ကိုယူပြီးတောက်ရေခွက်ထဲကိုထည့်လိုက်ရင်အငင်တက်တွေများတဲ့အတွက်အဲ့ဒီရေဟာတောက်လို့မရပါဘူးစောစောကလက်တစုပ်စာစားကိုပဲတောက်ရေခဲနဲ့ထည့်လိုက်မယ်ဆိုရင် အငန်တက်တွေပြန့်သွားတဲ့အတွက်ရေကတောက်လို့ရပါတယ်။စားကနည်းပြီးရေကများနေလို့ပါ။မြတ်စွာဘုရားကအကုသိုလ်အကျိုးပေးခွင့်နဲ့ပတ်သက်ပြီးစားနဲ့ရေကို ဥပမာပေးပြီးတော့ပြထားပါတယ်။စားများစားနိုင် ရေများရေနိုင်သဘောပါ။စားဆိုတဲ့အကုသိုလ်ကများပြီး ရေဆိုတဲ့ကုသိုလ်ကနည်းနေရင် အကုသိုလ်ကအကျိုးပေးခွင့်တာသွားမှာပါ ရေဆိုတဲ့ကုသိုလ်ကများပြီးစားဆိုတဲ့အကုသိုလ်ကနဲနေရင်တော့အကုသိုလ်အကျိုးပေးခွင့်မတာတော့ပါဘူးဒါကြောင့်ရေများများတောက်ဖို့လိုပါတယ်ဆရာဝန်တွေမကြခဏပြောတတ်တဲ့စကားရှိပါတယ်ကျမ်းမာဖို့ရေများများတောက်လမ်းများများလျှောက်ပါတယ်ဒီအတိုင်းပါပဲလူတိုင်းလူတိုင်းရေများများတောက်ဖို့လိုပါတယ် ဝိကိုဝိနဲ့ဖြေဆိုတဲ့နေရာမှာလောနကပန်လာတုတ်အရာဆိုရင်တော့မျက်စိနားနာရှာကိုစိတ်ကိုအကုသိုလ်မဖြစ်အောင်စောင့်ထိန်းနာရဲ့သိခါသုံးပါးကို ဖြည့်ကျင်းနာရဲ့ပါတိတ်လဲခက်ခဲတဲ့အရာတွေတော့မဟုတ်ပါဘူးတီလာဆိုတဲ့နေရာမှာလဲလူတယောက်အနေနဲ့ငါးပါးတီလာဆို တော်တော်လေးလုံလောက်နေပါပြီ တခါတလေစွမ်းနိုင်တဲ့ခါမှာ ရှစ်ပါးသီလ၉ပါးသီလတွေစောင့်ထိန်လို့ရပါတယ်။တမာရီအတွက်ကတော့နှစ်သက်ရာတမထကမ္မထံတစ်ခုခုဒါမှမဟုတ်နှစ်ခုသုံးခုကိုပွားယုံပါပဲ။ဝိပဿနာကတော့ကိုအားထုတ်နေကြဝိပဿနာရှုနည်းတိုင်းအားထုတ်ယုံပါပဲ။အကုသိုလ်ရဲ့ဖြည့်စေးဟာကုသိုလ်ပါ။ ကုသိုလ်တွေများများ ပြုနေဖို့ပါ အထူးသဖြင့်မြတ်စွာဘုရား ဟောကြားပေးထားတဲ့အတိုင်းဘာဝိတကာယဘာဝိတသီလဘာဝိတစိတ်ဓာဘာဝိတပညာတွေကိုဖြည့်ကျင့်ရမှာပါ ပါဠိလေးလုံးကလည်းချစ်စရာလေးတွေပါမြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ကြက်ထားလိုက်ဖို့ပါပဲမြတ်စွာဘုရားဟောကြားထားတဲ့ပထမလူဒုတိယလူနှစ်ယောက်မှာ ကိုကပထမလူမဖြစ်ဖို့သိအရေးကြီးပါတယ်။အာဟုသောပြုတာချင်းအတူတူဒုတိယလူဖြစ်အောင်စ조사ရပါမယ်။အာဟုသောကံတွေကတော့ဒီဘဝရှိအောင်နော်။အာဟုသောကံတွေကတော့ဒီဘဝမရှိအောင်နော်။တန်တရာအဆက်ဆက်ကျင်လည်ခဲ့ရတာဆိုတော့ပုံစံမျိုးစုံနဲ့တော့ပါလာမှာပါ။ဘလို့ပုံစံနဲ့ပါလာတယ်ဆိုတာလည်းမသိရပါဘူး။ ဘာပဲပြောပြောဒီဘဝပြုခဲ့တဲ့အကုသိုလ်ကံပဲဖြစ်ဖြစ်တန်တရားဆက်ဆက်ပြုခဲ့တဲ့အကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ဝိကိုကုသိုလ်ဝိနဲ့ဖြေလိုက်ပိုးပါပဲလေကျန်းကိုလောနကပလာတုံတိကနီးပဲအင်ဂုတ်ထိုပါနီးတော်နယူဝဲစောင်းကြည့်တည်င်းချာနဲ့16ရက်17လ2014ခုနှစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပိုင်းမှာပြန်ဆောင်ကြမယ်နော်